က်လာတဲ့နေပြည်တော်ပြည်ထုကာကွယ်တပ်ဖွဲ့တိုက်ရင်ကနေအဲ64ဦးနှုတ်ထွက်စာတင်တယ်ဆိုတဲ့သတင်းအဲ့တော့ဒီသတင်းကိုကြားလာတော့ကျွန်တော်ရင်ထဲပြောချင်တာဒီနေ့ကွက်တိပဲဘာဖြစ်လို့လဲတော့နေရာတိုင်းမှာအဲ့ဓာတွေတွေ့နေရတယ်နော်ကျွန်တော်တို့ဒီတော်လှန်ရေးမှာကလက်နက်ကင်ပြီးလူဘွားဝတဲ့စောက်ချင်းကိုမကြိုက်လို့တော်လှန်ချတာဟုတ်တယ်နော်အရာရှိကြီးလို့ရှိရင်ပါဝါကြီးလို့ရှိရင်အောက်ရှင်ငယ်သားကိုကြီးနိုင်ငယ်ကြီးလှုပ်တဲ့စောက်ချင်းကိုမကြိုက်လို့တော်လှန်ရေးလှုပ်ကြတာ ကိုကိုတိုင်ကအဲ့ဒါလို့ပြန်လုပ်မယ်ဆိုရင်ဒီလိုအသက်တွေအဆုံးရှုံးခံဘဝတွေအပင်ပန်းခံပြီးတော့ဘာလို့မတော်လိုင်းလောက်တော့ကိုလဲအစပြန်မင်းအောင်လိုင်းပေးလိုက်ကွာမင်းပဲယူကွာလို့လက်စင်းခံပေးလိုက်မောင်မကောင်းဘူးလားဟုတ်တယ်နော်အဲ့တော့ဒီတော်လိုင်းရင်းမှာပါနေတဲ့တချို့တချို့တော့လက်နက်ကင်ဒက်တူတွေဟာနေရာနည်းနည်းရတာလည်းအဲ့ဒီခွေးချင်းခွေးချင်းတွေတက်လာကြတယ်ဆိုတော့အဲ့ဒါကပညာမဲ့တွေဇေယျနော်ဘာဖြစ်လို့လဲဥကျိုရှိတဲ့တရဝါဥကျိုကိုအားကိုးတယ်အစွယ်ရှိတဲ့တရဝါအစွယ်ကိုအားကိုးတယ် ဟုတ်တယ်မလားငါယာဒုကြီးတဲ့ဆိုရင်ယာဒုအာကိုဘီအောက်လက်ငယ်သားတွေကိုကျွန်တော်မခန့်လင်းစားလို့တာလို့ပမာမခန့်လို့တာလို့ကြီးနိုင်ငယ်ချင်းကိစ္စကိုကျွန်တော်တို့ကလုံနေမယ်ဆိုရင်တော့ဘာထူးလဲဟုတ်တယ်မလားเนาะဒါကြောင့်မို့လို့အဲ့ဒီကိစ္စတွေကကျွန်တော်လည်းပြောချင်နေတာကြတယ်ဒါအခုတင်လေးကိုကျွန်တော်အရင်ဖတ်ပြပါမယ်နေပြည်တော်ပြည်သူကာကွယ်တပ်ဖွဲ့တပ်ရင်းအမှတ်8300တက်တပ်ရင်းမှုနှစ်တပ်ရင်းဗိုလ်ကြီးကို MOD လက်အောက်ခံနေပြည်တော်စစ်ဦးစီးအဖွဲ့မှဖမ်းဆီးခြင်းကိုမကျေနပ်၍ အဆိုပါတပ်ရင်းမှတပ်ဖွဲ့ဝင်64ဦးကနှုတ်ထွက်ခွင့်ပြုရန်မြို့သားညီညွတ်ရေးအစိုးရ NUG နှင့်ကာကွယ်ရေးဝန်ကြီးဌာန MOD ထံစာပို့တောင်းဆိုထားကြောင်းသတင်းရရှိသည်။မြေပြည်တော် PDF တပ်ရင်းအမှတ်83ည1တပ်ဤတပ်ရင်းမှုရဲဘော်ကီနှင့်တပ်ရင်းဗိုလ်ကြီးကိုမြေပြည်တော်စစ်ဦးစီးအဖွဲ့ကအင်အား150ခန်းဖြင့်ပြီးခဲ့တဲ့အေဘလ3ရက်နေ့တွင်စခန်းတို့လာရောက်ဖမ်းဆီးသွားခြင်းဟုမြေပြည်တော် PDF တပ်ရင်းအမှတ်83ည1မှတပ်ခွဲမှုနှင့်တပ်ထောက်ကပြောသည်။ တိုင်းမှုကိုလာဖမ်းတဲ့လူရင်အား150ကျော်ငချင်းမီဆက်ကလေးစနိုက်ပါအကုန်လုံးထောက်ပြီးတော့မတိရင်စခန်းကုန်းတစ်ခုတိမ့်တို့မျိုးလာဖမ်းသွားတယ်ပြီးရင်လက်ထိတ်ခတ်သွားတယ်တက်ရင်ရှိလက်နက်ခဲရန်အပြင်တက်ရင်ရှိအိုးခွက်ပကံကအစရဲဘော်တွေရဲ့အတုံးဆောင်ပစ္စည်းအလုံးကိုတိမ့်ဆဲသွားတယ်ဟုတက်ထောက်ကပြောတယ်မတ်လ29ရက်ကနေပြည်တော်အလဲပိုင်းတိုင်းစစ်ဦးစီးချုပ်ဗိုလ်လက်ရ၎င်း၏ PSO ကိုတီဟအပါဝင်တပ်ဖွဲ့ဝင်အချို့သည်စစ်စင်ရေးတစ်ခုမှအပြန်တနေရာ၌စကားများရန်ဖြစ်ခဲ့ကြပြီး ကိုဒီဟာဒီထိုးကျိတ်ခံရကတတ်ရင်အမှတ်၈၃၁ထံတိန်းဆောင်တွားခဲ့ကြောင်းတတ်ရင်မှ၈၃၁ဤတိတက်ရင်မှုကကိုဒီဟာဤအတုံးဆောင်ပစ္စည်းများကိုတွားရောက်ယူဆောင်ပေးခဲ့ရကြောင်း၎င်းကပြောသည်ထို့နောက်ပုဂ္ဂိုလ်၏မကျင်နပ်မှုများနှင့်အထက်အမိတ်အားမနာခံတော့ကြဟုဆိုကရင်းကဲ့သို့အင်အားတုံး၏ဖန်ဆင်းခြင်းဟုဆိုသည်အညိုတေးကြောင့်လို့တော့ကျွန်တော်တို့ကမြင်တယ်တိုက်ခဲ့တဲ့ပွဲတွေမှန်သမျှနဲ့ဗိုလ်လေးရရဲ့ညွှန်ကြားချက်နဲ့တွားတဲ့ COC အောက်မနေဘူးဆိုလဲအခုလက်ရှိ share ရှေ့တန်းမှာရှိနေတယ်ဟုတ် နေပြည်တော် PDF တန်ရင်အမှတ်73ရက်တည်တက်ခွဲမှုကပြောတယ်လက်ရှိတွင်တန်ရင်မှုနှင့်တန်ရင်ဘူကြီးတို့အားအကြေကျုပ်ဖမ်းဆီးထိန်းသိမ်းခံရပြီး၎င်းတို့ပြန်လည်လွတ်မြောက်ရေးနှင့်တပ်ဖွဲ့ဝင်64ဦးနှုတ်ထွက်မိအကြောင်းကို NUG နှင့် MMOD ထံစာပို့၍တိုက်ကြားထားပြီးအကြောင်းပြန်လာခြင်းမရှိသေးကြောင်းတပ်ထောက်ကပြောတယ်ဥယျာဉ်မှတမရရေးစီလိတ်မှုပြီးကျွန်တော်တို့သွားစာပို့တောင်းဆိုထားတာဟု၎င်းကပြောတယ်နေပြည်တော် PDF တန်ရင်အမှတ်73ရက်တည်လက်ထောက်တွင် တက်ခွန်း၅ခုရှိပြီးကရင်နီပြည်နယ်ရေသာရှိတောင်တာနှင့်တက်တောင်တို့တွင်မဟာမိတ်တပ်များနှင့်ပူးပေါင်းတိုက်ပွဲဝင်နေကြောင်းသိရသည်။နေပြည်တော် PDF တပ်ရင်းအမှတ်၈တုံညာတိတပ်ရင်းမှုနှင့်တပ်ရင်းဗိုလ်ကြီးကအမှုကိစ္စတစ်ခုကြောင့်ဖမ်းဆီးခြင်းဖြစ်ပြီးလက်ရှိတွင်အကြေချုပ်ဖြင့်ထားကြောင်းတပ်ရင်းမှုတောင်ဝင်များကိုဒုတပ်ရင်းမှုထံလွှဲအပ်ထားကြောင်းနေပြည်တော်စစ်ဦးစီးချုပ်ကိုလျာကမြစ်စမကိုပြောသည်ဖြစ်ပေါ်ခဲ့တဲ့ပြဿနာများကိုမျှတစွာဖြေရှင်းရေးအတွက်စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ရေးစစ်ဆေးနေသည်ဟုဆိုသည် အဓိကတော့မရောဩဇာတုံးတဲ့ကိစ္စတည်ရင်မှုအနေနဲ့ကပွန့်ပွန့်လင်းလင်းပြောရရင်ဘဒူကပဲတွားခေါ်ခေါ်လိုက်လာပြီးတော့ဒီကိစ္စဆောင်ရွက်ရမှာမျိုးမတင်လာဘူးမလျော်ဩစာတုံးခဲ့တာပေါ့နော်ဒါကလည်းအသေးစိတ်ကြရင်ဥပဒေတိုင်းပဲသူတို့ကိုစစ်စစ်မင်းမြတ်မြတ်စုံခုံဖွဲ့ရှိပါတယ်ဟုဘူလဲကပြောတယ်နေပြီးတော့ PD ရဲ့တည်ရင်အမှတ်၈တုံညာတည်တည်ရင်မှုနဲ့တည်ရင်ဘူကြီးဖန်းစည်းခံရရသည့်ဖြစ်စဉ်နဲ့တပ်ဖွဲ့ဝင်64ဦးနှုတ်ထွက်စာတင်ထားသည့်ကိစ္စနှင့်ပတ်သက်၍ UNG နှင့်အနေဖြင့် ်မြို့တော်ဆက်လက်ဖြည့်ဆင်းဆောင်ရွက်မျိုးကိုတည်ရှိနိုင်ရန် MODE ဒုတိယအတွင်းဝင်ဦးမမောင်ဆွေနှင့် NUG တမရယုံကြောခွင့်ရသူဦးကျော်စော်တို့ထံမြစ်စမကဆက်သွယ်မေးမြန်းနေစေဖြစ်တယ်။ဒါကတော့ဒါကတော့မြစ်စမကနေပါလာတဲ့သတင်းပဲဖြစ်တယ်။အဲ့တော့ဒီသတင်းကိုကြည်ချင်းအဖြစ်နှစ်ဖက်လုံးတော့ဖြည့်ထားတယ်။ဒါပေမဲ့ဒီနှစ်ဖက်လုံးဖြည့်ထားတဲ့အရာအမှန်ဆိုရင်စစ်ဦးစီးချုပ်ယုံကလုံးဝမှားတယ်လို့ပြောလို့ရတယ်။ဘာဖြစ်လို့လဲ။ ဒီကိုတိုင်တက်ဖွဲ့ဝင်အချင်းချင်းချင်းသွင်းကိုတော်လိုင်းရဲပေါ့အချင်းချင်းဖမ်းတဲ့နေရာမှာအင်အားသုံးပြီးဖမ်းတယ်ပြီးတဲ့အချိန်မှာအိုးခွတ်ပကံကစသိမ်းသွားတယ်ဆိုတော့ဖမ်းတာဒီဒီနှစ်ယောက်တည်းကိုဖမ်းတာကြံမြင့်ခဲ့တဲ့အောက်လက်ငယ်ရာရဲပေါ်တွေအတွက်ဘာတောင်းဝင်ယူတောင်းဝင်ခံမှုမရှိဘဲနဲ့တပုံတမျှစခန်းစည်းလို့လုတ်သွားတဲ့လုတ်ရက်လို့ပဲမြင်တယ်ဒါဟာလုံးဝမဖြစ်တဲ့ကိစ္စတော်လိုင်းရင်မှာတွေးခွဲတဲ့လုတ်ရက်ကျွန်တော်တို့ဒီဝန်ထမ်းရှိတဲ့မန္တလေး PDF ကပြောထားတာရှိတယ် ျွန်တော်တို့ကတိုက်ကြတာဒီစစ်တပ်ကိုတိုက်ကြတာဖြစ်တဲ့ကျွန်တော်တို့ကိုယ်တိုင်ကိုယ်တိုင်စစ်သားတွေဖြစ်နေဖို့လို့လေစစ်သားစိတ်သက်ရှိဖို့လို့လေစစ်သားစည်းကမ်းရှိဖို့လို့လေမှန်တယ်ဒါပေမဲ့လို့ကျွန်တော်တို့ဟာတိထားကမှာကရဲဘော်တယ်ဘာရဲဘော်တယ်တော်လှန်ရေးရဲဘော်ကိုယ်တိစိတ်သက်နဲ့ကိုယ်မတရားမှုကိုတော်လှန်ရေးရဲဘော်ဖြစ်ဖို့အတွက်ချင်းရောကွန်မန်အမိန်နာခံမှုရှိဖို့လိုလာမှန်ပေမဲ့အခုလို့ဘောင်ကြော်တဲ့အရာတွေရှင်းရှင်းပြောရရင်တော့စစ်တပ်ထဲမှာ လက်ရှိစစ်ကွေးစစ်တပ်ထဲမှာပြုတ်ကျင့်တဲ့အပြုတ်ကျင့်မျိုးတွေအဲ့ဒီစောက်ကျင့်မျိုးတွေကိုဒီတော်လှန်ရေးဖက်အချမ်းမှာပါလာလို့မရဘူးအဲ့ဒါလို့စောက်ကျင့်တွေကိုလုံနေတဲ့သူတော်တော်များများကျွန်တော်တို့တွေ့ရတာများပြီကိုယ့်ဘက်ကလူတွေမလို့မပြောဘဲနဲ့နေခဲ့တာဒါပေမဲ့အခုလိုမျိုးတစတစနဲ့ဖြစ်လာတဲ့အရာကြီးကဒါတော်လှန်ရေးကိုအင်မတန်ရုပ်ဆိုးအကြီးတန်းစေတယ်ကြံလုံနေတဲ့တိုက်နေတဲ့ရဲဘော်တွေအတွက်လည်းအင်အားတွေညော့စေတယ်အဲ့တော့တကယ်ဒီနှစ်ယောက်မှအပြစ်ရှိလို့ရှိရင်ဝင်းကပြောသလိုအမိတ်ဆာထုတ်ကမယ် နော်ရှင်းရှင်းပြောလို့ရှိရင်အပေါ်ကဖမ်းမိတ်ကြတာနဲ့နော်အဲ့မှာဒုတန်ရမှုကိုလည်းပြန်ဖမ်းပြီးလို့ရတယ်ဖမ်းဒီနေ့ောက်ပြစ်ရှင်ဒီနေ့ောက်ကိုဖမ်းလေမဆိုင်တဲ့တိုင်ရင်ကရဲဘော်တွေပြောအိုးခွက်ပကန်းအစတိမ်ဝမ်းနဲ့ခင်းရမိချောက်တွေအကုန်တိမ်ဝမ်းလာဆိုတော့လောက်ရတာဒါကဟိုတဖွက်နဲ့အဖွက်မတူတဲ့အဖွက်ချင်းချင်းဝင်တိုက်လို့တိမ်ဝမ်းတဲ့ပုံစံမျိုးဖြစ်နေတယ်နော်နောက်တစ်ခုကရှိသေးတယ်အဲ့ခေါင်းဆောင်ဘိုင်းတွေဆိုတဲ့လူထဲမှာတောင်ဝင်တွေအများကြီးယူထားတယ်အဲ့ဒီတောင်ဝင်တွေအားလုံးပေါ်လဲမကြည်ဘူး ပြီးလို့ရှိရင်အောက်လက်ငယ်သားတွေအတန်အောင်နဲ့နားမထောင်ဘူးအပွားနေထင်ရတယ်အမိတ်လျှောက်ပေးတယ်စောက်ကလွဲတွေလျှောက်ပေးတယ်အဲ့ဒီဟာတွေဟိတ်တွန်လိုက်ပဲချက်မှအများကြီးရှိတယ်ကျွန်တော်တို့တွေကမတိတာမဟုတ်ဘာဖြစ်လို့တည်င်းနဲ့ပတ်သက်လို့ကျွန်တော်တို့ကလေစီးထားတယ်ခောက်ဖို့လုပ်တယ်ပြည်သူနဲ့တည်င်းမီဒီယာကိစ္စမှာ join နိုင်တော့ join ပေးတယ်ဒါပေမဲ့အောက်ချင်းမှာဖြစ်နေတဲ့အရာတွေတော်လိုင်းနဲ့ဖြစ်နေတဲ့အရာတွေကိုဒီမီဒီယာတွေကတင်တဲ့အရာတော့ပဲကျွန်တော်တို့ကကိုးကားပြီးပြောပေးတယ်ကိုကိုတိုင်းတိနေဟာဘယ်လောက်ပဲတိပါစေ နော်တိုက်ပွဲတည်င်းနဲ့ပတ်သက်လို့ကိုနဲ့ခင်နဲ့တိုင်မှုကိုယ်တိုင်ဖုံးစံပြီးတော့ကိုစီးရဲတမဘလို့ဖြစ်အောင်မတင်ဘူးကျွန်တော်တို့ဘာဖြစ်လို့လဲစီကန်းထားတာဒါပေမဲ့အဲ့ဒါလို့စီကန်းထားတဲ့အရာတစ်ခါကျရင်မြို့သိရတယ်အများကြီးရှိတယ်အောက်ကတိတဲ့အရာတွေကိုလေပြောပြချင်တဲ့ပြည်သူအောင်ငါပြောလိုက်လို့ရှိရင်ကိုလိုမျိုးဟိုဘက်ဒီဘက်မျှသွေးတတ်တဲ့အကြောင်းမဟုတ်ဘူးမသွေးတတ်တဲ့ဒူတွေပဲများသွားမယ်ဆိုရင်ပြဿနာတေးတေးရန်ကြီးသွားလိမ့်မယ်အဲ့တော့အဲကိုယ့်ကိုယ်ပဲဓမ္မလမ်းကြီးကြံပေးလိုက်တယ်ဖြစ်နေဖြစ်ထိုက်တာဖြစ်အောင်လုပ်ပေးလိုက်တယ်တခါကျရင်ကိုနဲ့တိုက်ရိုက်ညှိတဲ့လူတော်ရှိဘူးတယ် ဒါပေမဲ့အတန်မထွက်အောင်ကျွန်တော်တို့နေပေးတယ်အဲ့ဒါပါလေကိုမဲ့ချမ်းမှာအင်အားတွေနေမှာဆိုလို့နော်တော်တော်ဆိုးတယ်တချို့တွေလွတ်တော်အမှတ်တွေဆိုရင်တောင်ဝင်ယူထားတာအများကြီးနော်တောင်ဝင်ယူထားအများကြီးပြီးလို့ချင်းအဲ့တောင်ဝင်အားလုံးနဲ့သူမနိုင်ဘူးဒါပေမဲ့အောက်ကအတန်ကိုလည်းနားမထောင်ဘူးတောင်ဝင်နဲ့ခွဲမပေးဘူးဆိုတော့သူကိုယ်တိုင်လည်းထောင်းစီအောင်မလုပ်နိုင်ဘူးသူများလည်းတောင်ဝင်မခွဲပေးဘူးအောက်ကလူစကားနဲ့နားမထောင်ငါအပေါ်လူကြီးကျွန်တော်ပြောမယ်နော်ဒီတော်လန်ရင်းမှာတမရကစပြီးတော့အောက်မှာတိုက်နေတဲ့ရဲဘော်ဟိုတလတ်တခါကိုလို့ကိုလို့ပတ်စံထက်နေတဲ့ပြည်သူ အဆုံးအထိကအားလုံးကဒန်းတူပဲနော်ဘယ်ကောင်မှအကောင်မဟုတ်ကိုယ့်ကိုယ်အကောင်မထင်နဲ့အကောင်ထင်တော်လိုက်မှမလုံးထွက်ကြစင်းစင်းလေးပဲဘာကောင်မှမရှိဘူးအားလုံးက level တည်းကြီးပဲတောင်းဝင်ယူမှုအပိုင်းတန်กว่าလားတမထာကြီးကယာယီတမနာဆိုရယ်တောင်းဝင်ကိုတူယူထားတာအဲ့ဒီတောင်းဝင်ဖယ်လိုက်တူတာမန်ပြည်သူတွေကပြည်သူတယောက်ပဲကာကွယ်ဝင်ကြီးဥယျာဉ်မော်ကာကွယ်ဝင်ကြီးဆိုတဲ့ယာဒုကိုတူယူထားတာအဲ့ဒီတောင်းဝင်ကိုတူယူထားတာ နော်ဒါယာဓုဆိုပြီးအပါဝါအာဏာတွေပြဖို့မဟုတ်ဘူးအဲ့ဒီကာဝဲဝင်ကြီးရဲ့လုတ်ပိုင်ခွင့်တောင်ဝင်အားလုံးကိုတူထမ်းဆောင်နေတာအဲ့ဒီတောင်ဝင်ဖယ်လိုက်ဥယျမုံကတာမန်ပြည်သူတွေရဲ့ဥယျမုံပဲဒီတဘောတရားကိုကျွန်တော်တို့ပါဝင်နေတဲ့လူကြီးပိုင်းရောလူငယ်ပိုင်းရောအားလုံးသိရမယ်နော်တနတ်တိုင်းမှုတယောက်တနတ်ခါတော်တိုင်းမြောက်ကမ်းမကြလုံးလို့မရဘူးအဲ့တနတ်တွေအဲ့ဝိဆုံတွေချွတ်လိုက်ခမရပြည်သူတွေရဲ့ပြည်သူတယောက်ပဲအတူတူပဲပြည်သူတွေကြီးပဲအားလုံးကတဒါတဲ့တသွေးတဲ့ဖြစ်နေတာ ဒါပေမဲ့တာဝန်ယူတဲ့အပိုင်းနေတာကွာလာတာဝန်ကြီးကြီးယူထားတဲ့လူကကြီးကြီးလုပ်နေတယ်နည်းနည်းယူထားတဲ့လူကနည်းနည်းလုပ်နေတယ်အာငါဘာကောင်ငါဝင်ကြီးလို့ပါဝါထုတ်လို့မရဘူးပါဝါမရှိဘူးတော်လှန်ရေးဘက်အထက်မှာဗါတယ်ပါဝါမရှိဘူးเนาะစွန့်လို့စွန့်စားအနစ်နာခံတာပဲရှိတယ်ရပိုင်ခွင့်နေပါဝါနေဆိုတော့တော်လှန်ရေးဘက်အထက်မှာမပြောမှန်းတဲ့တော်လှန်ရေးဘက်အထက်ကိုဝင်လာပြီးရပိုင်ခွင့်နေပါဝါနေယာဒူးတွေအာနာတွေမက်နေအဲ့ကောင်ကလက်နက်ကင်အောက်တန်းစားလူယုံမှာပဲเนาะတာမန်လူယုံမှာတဲ့ဆိုတဲ့အောက်တန်းစားလူယုံမှာ အဲ့ဒါကိုယ့်ကိုချိန်ကြီးကျွန်တော်ဘုဒ္ဓကမယူကြီးပြောတာမဟုတ်ဘူးကျွန်တော်ကိုယ်နဲ့ကျွန်တော်ကျွန်တော်အဲ့ဒီအတိုင်းသုံးမှပြင်ညာပြီးအတတ်နိုင်ဆုံးနေတယ်။ဘာတခါကျရင်အလုံးရှောက်နေတယ်။နော်အလားပါတလားပါလာပြောပြီးလိုက်မတိကကြီးကကြောင်း။ auto play ရှင်နေ။ဘာမှလည်းဟုတ်တာမဟုတ်ဒိုင်မက်ပါဖြစ်တယ်။အမတိလို့ရှိရင်မင်းကထောက်ဖို့မလို့ဘာဖြစ်လဲငါပြည်သူ order ဖြစ်လာမယ်။အာပြောရတယ်။ဖြစ်စင်တာကိုမျိုးသိပ်ပြီးတော့ကိုယ်တမဖြစ်နေတာသူတို့မသိဘူး။ဒီတိုင်းပဲဘာဖြစ်လို့လဲကျွန်တော်တို့ကလက်နက်ကင်ထားပြီဆိုလို့ရှိရင် နော်ပြည်သူ့ကာဝေးတပ်ဖွဲ့ဝင်လိုက်မယ်လက်နက်ကင်ထားတယ်စစ်ဦးစီးမှမဟုတ်တနက်ခါထိုးလိုက်တာနဲ့အာငါတနက်ရှိတယ်မရတော့ဘူးတနက်ခါထိုးမိထားတယ်ပြည်သူတနက်မရှိနဲ့ပြည်သူတွေ့ဟိုကပါရဲဝဲတော့ငုတ်ခံရမယ်ဘာလို့ကိုကဒီတောင်ဝင်ကြီးကိုဆွတ်လို့ပြည်ယူထားတာလေအဲ့ဒါလို့မဆွတ်လို့ခံနေမယူနဲ့ဒီတောင်ဝင်ကိုအဲ့တော့စစ်ဦးစီးချုပ်ဆိုပြီးတော့ငါအပေါ်ကနေအမိတ်ပေးငါငါငါနဲ့မတက်ရလူဒီကောင်ကလာခေါ်ကဒီကောင်ဘာကောင်တော့ကတူငါဖမ်းရအောင်ဆိုသူဖမ်းတဲ့အကွက်မျိုးကအဲ့ရအဆင်မပြေဘူးဒါကြောင့်မို့လို့ကျွန်တော်တို့လုံနေတဲ့နော်လူကြီးမင်းတွေအားလုံးကို မေတ္တာရက်ခံကျင်တာကဒီတော်လှန်ရေးမှာငါဟာပြည်သူတွေကပြည်သူတရားလို့ပဲကိုယ့်ကိုတွေးပေးပါငါယူထားတဲ့တောင်းဝေကိုငါခြေပွင့်ရင်လားဆိုပဲကိုယ့်ကိုတွေးပေးကြပါအဲ့ဒါဆိုအချင်းချင်းတို့ပုတ်တိုက်မှုတွေဖြစ်လာစရာအကြောင်းမရှိဘူးအခု64ဦးနှုတ်ထွက်မှုမှာ IUG ရဲ့တော့တက်ဆိုင်တဲ့လူကြီးတွေအနေနဲ့ဘလို့ဖြည့်ရှင်းမလဲဆိုတော့ပြည်သူအနေနဲ့စောင့်ညှောနေတယ်အကောင်းဆုံးဖြစ်အောင်ဖြည့်ရှင်းနိုင်ပါစေလို့လည်းမျှော်လင့်နေဆုတောင်းနေဘာဖြစ်လို့လဲကြံတဲ့တိုက်ရင်တက်ဖွဲ့မှာရှိတဲ့ရဲဘော်တွေအားလုံးကလည်းနားထောင်နေတာဗျနော်တမတမတ်ကြဆိုတာပွင့်လင်းစွာ လုတ်ပြမယ်ဆိုလို့ရှိရင်အဲ့ရဲဘော်တွေလည်းအော်ငါတို့ပဲတော်နိုင်ပဲချမ်းပါနော်အားနည်းစရာမရှိဘူးနော်အထက်လူကြီးတယောက်ကမဟုတ်တာလုတ်တော့မှငါတို့အောက်ကမှန်းနေလို့ရှိရင်ပြဿနာမရှိဘူးဆိုတော့အမှန်တရားဆိုတဲ့အရာကြီးကိုတို့ယုံကြည်စက်ပြီးယုံကြည်ရဲတယ်အဲ့လိုမဟုတ်ဘဲနဲ့အခုလက်ရှိကဘာကြီးမှဖြစ်တယ်လို့မင်းအောင်နိုင်အာနာတိတ်ပြီးယုံမှထားတာတိတယ်ဒါပေမဲ့အဲ့ဒီမင်းအောင်နိုင်တဲ့အခုအာဆီယံခေါ်စကားပြောနေတယ်လူယုံမှမှန်းတိရသားတဲ့နေရာပေးနေတာဘာဖြစ်လဲအဲ့လားမတရားမှုပြောက်နေတာအဲ့တော့အဲ့ဒီမတရားမှုပြောက်လာကြီးကိုတနော်တို့တွေကညမຫນွေဦးတော်နှံကြီးရဲ့တွန်းလှန်နေတာ ကဘာပေါ်မှာအဲ့လိုမျိုးအာနာရှင်စနစ်ကိုပြပြတတတွန်းလှန်နေတဲ့ဟာလက်ဆယ်ချောင်းလောက်ချိုးလို့မပြည့်လို့ပြောချင်တယ်အဲ့ဒီထဲမှာမြမနွေဦးတော်နိုင်ရဲ့အရှိဆုံးအပါနေတယ်ကျွန်တော်တို့ကိုယ်တိုင်ကအဲ့လိုမှန်မှန်ကန်ကန်ဖြောက်မှတ်နေဖို့လိုတယ်ကျွန်တော်တို့ကလိုက်ကောက်ကြမယ်ဆိုတော့သွားပြီမတော်နိုင်ကြနဲ့တော့တိုင်းပြည်နားတယ်အခုချိန်သေးကအကုန်လုံးမင်းအောင်နိုင်ကိုပေးလိုက်အဲ့ဒါဆိုရင်ရှင်းဆက်ပြီးနားစရာအကြောင်းမရှိဘူးဘာဖြစ်လို့လဲမင်းအောင်နိုင်ရဲ့ပေရီတိုက်မှာဆိုတော့မင်းအောင်နိုင်ကြချောင်းကြီးဒီအာနာရှင်ကြချောင်းတစ်ထိတိုက်ရင်ကျွန်တော်တိုင်းပြည်ဆက်နာအောင်ပါမယ် ဒါပေမဲ့ခင်ဗျားပြောလို့အမှန်တရားတော့ဆိုရင်တော့နားခံနိုင်တယ်ဆက်လက်တိုက်သေးတယ်အခုလိုမျိုးကိုကိုတိုင်းမှာလိုက်ကောက်လာပြီးတော့ကိုကိုတိုင်းမှာအဓမ္မတွေဖြစ်လာမယ်ဆိုရင်တော့လကားပဲဒါကြောင့်မို့လို့နော်တောင်ဝင်ရှိတဲ့လူကြီးမင်းတွေအားလုံးကိုလေးလေးစားစားတင်ပြတာပါအပြုတ်တော့ဆောင်ပြီးတော့ပြောတာပါနော်ဒါအခုကျွန်တော်ပြောခဲ့တဲ့စကားတွေကဘယ်သူမှတိုက်ခိုက်တာမဟုတ်ဘူးအမှန်ဖြစ်စေခြင်းနဲ့ကောင်းစေခြင်းနဲ့စိတ်တစ်ခုနဲ့ပဲရွေရွေးပြောခဲ့တာဖြစ်တဲ့အတွက်တိုက်ဆိုင်သွားတဲ့လူရှိရင်တော့တောင်းပန် sorry ပါနော်အဲ့တော့ ကိုကိုတိုင်လည်းအဲ့လိုဖြစ်နေမယ်ဆိုရင်တော့ပြင်နိုင်အောင်လို့နော်တင်ပြပေးတာပါအားလုံးကျေးဇူးတင်ပါတယ်ပါဝင်လောက်ကိုင်းနေတဲ့တူတယောက်ချင်းတိုင်းကိုလည်းလေးစားပါတယ်ကျွန်တော်တို့တွေတော်လိုင်းအင်အားဖက်မှာရှိတဲ့နော်အားလုံးဘေးရန်ကင်းကြပါစေအောင်ပွဲတွေရကြပါစေ